ုရှောင်းဦးမှာရောအချင်းကြီးအေးဆေးပဲလားဟိုလိုက်မမကတော့တရင်နေတာစုံနေရပါပေါ့ရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တော်လာနေကြတာပဲနော်ဟုတ်ပါပြီကောင်းပါတယ်ဟုတ်ပါပါတယ်အေးကွာ2021ပြဿနာတွေဖြစ်တော့မှာမြို့တော်ကတရားလိုက်တယ်ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေရမှလားမတော်နိုင်ပါဘူးဗျာ ကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာပုမွန်လင်းလင်းပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တခုလည်းတော့မဟုတ်ဘူးဗျာငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရန်ဆုတ်ခွာသွားကြတယ်ဟောအဲ့လိုဆုတ်ခွာသွားရအောင်လေဟိုတိုင်းကြီးကအလုံးစုံပြက်စီးနေတာမျိုးလည်းမဟုတ်ဘူးကွာတဲ့ကွာပြောရင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီကွာ ဆရာရေရောက်ပါစေမထူးတော့ပါဘူးပြောလိုက်ပါလေရှင်နဲ့ပေါ်သွားပါဘူးဩနင်တို့ညောင်ကမေးအောင်မေးနင်တို့တော့ရောက်ကြောင်းသွားနေရလားကြောင်းထွက်ကြောင်းထွက်စရာလားဟဲ့ငါတို့ရာကလေးတွေကိုစာတင်ပေးခြင်းလုံးလို့ဆရာမဖြစ်အောင်ကြိုးစားလာခဲ့ကြရလေစာတင်မို့ကငါတို့အလုပ်ပဲဒါနဲ့ဆရာမတို့ကြောင်းမှာရောကြောင်းထွက်သွားတဲ့ဆရာဆရာမတွေမရှိကြဘူးလားအင်းရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေ ကျောင်းဆရာမဆိုရဲစိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုရဲစိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာပုံဝင်လင်းလင်းပြောရရင်အပြောင်းလဲခဏတောင်မှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲ ပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါဒီလိုစင်ရောပြည်ကြရင်အဆင်ပြေပါတယ်ဆီယမားဆိုတော့ဆီယမားလို့လောက်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေတယ်ဆိုပေမဲ့သူကန္နာနဲ့တူပဲလေကဲကျုံတို့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆီယဝန်တယောက်ကိုစေးမကူနဲ့လို့လာတာတိုင်း ငါတို့စီဆေးလာကူးတဲ့လူနာတွေကိုငါတို့ကဒီတိုင်းပြစ်ထားခဲ့လို့မရဘူးအဲ့လိုပြစ်ထားခဲ့လို့ရှိရင်ငါတို့ဆေးကြောင်းတော့ဆူခဲ့တဲ့တစ္ဆာစကားတွေကအလဟတ်တဖြစ်သွားမှာပေါ့တကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့လူနာမှန်သမျှကိုဆေးကုပေးရမှာငါတို့ဆရာဝန်တွေအားလုံးလည်းတာဝန်ပေးနေတယ်တော်ဘောဆရာကြီးမှန်တာပေါ့ อนุปัญญาตมะก็อนุปัญญาอလို့လောက်ออกมาပဲเออအဲ့လိုပဲအတက်ပညာသမားလည်းအတက်ပညာအလုပ်ကိုလုပ်ရမှာပဲအဲ့အဲ့ဒါမှကိုတိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့ကျွန်တော်တော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးရေကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ်